2025-2026ဘဏ္ဍာနှင့်ပထမ6လပတ်အတွင်းစံစကွဲတင်ပို့မှုမှာမေလအတွင်းအများဆုံးတင်ပို့နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံစံစပါအသင်းချုပ်ကနေသိရပါတယ်။အလားတူ2025-2026ဘဏ္ဍာနှင့်ပထမ6လပတ်အတွင်းစံစကွဲတန်ချိန်7,6408တန်ကိုရထားချက်အတိုင်းပြည့်မီစွာတင်ပို့နိုင်ခဲ့ပြီးပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ408တန်ဝင်ကျင်ရရှိကြောင်းမြန်မာနိုင်ငံစံစပါအသင်းချုပ်ကထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနရဲ့လမ်းညွှန်ကြေကြဲမှုအရမြန်မာနိုင်ငံဆန်သွားအတင်းကျုံဟာပြည်ပနိုင်ငံတွေကိုစံစကွဲတွေတိုးမြင့်တင်ပို့နိုင်မှုဆောင်ရွက်လျက်ရှိရာ2025-2026ဘဏ္ဍာနှင့်ပထမ6လပတ်အတွင်းစံစကွဲတန်ချိန်12သိန်းတင်ပို့ဖို့ရထားတဲ့အနက်စက်တမ30ရက်အထိစံစကွဲတန်ချိန်12သိန်း6408တန်ကိုရထားချက်အတိုင်း ပြည့်မီစွာတင်ပို့နိုင်ခဲ့ပြီးပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ၄၈သန်းဝန်းကျင်ရရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးဒုတိယ၆လပတ်ကာလအတွင်း 2025ခုနှစ်အောက်တိုဘာကနေ2026ခုနှစ်မလကုန်အထိတလကိုစံစွဲတန်ချိန်3သိန်းနှုန်းနဲ့စုစုပေါင်းတန်ချိန်18သိန်းတင်ပို့ဖို့ရထားဆောင်ရွက်လျက်ရှိပြီးအခုပန္နာနှစ်2025-2026မှာစံစွဲတန်ချိန်3သန်းတင်ပို့ဖို့မြန်မာနိုင်ငံစံသဘာအတင်းကျုံနဲ့ပို့ကုန်ကုမ္ပဏီတွေကကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းအရင်ပန္နာနှစ်2024-2025မှာစံစွဲတန်ချိန်1.48သန်းတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်